လတ်တော်ဒရင်းများအရယမန်ရှိဟူတီများက USS Harry S Truman လေယာဉ်တင်တင်ပေါ်နေပင်လယ်နီးတွင်၎င်း၏တိုက်ခိုက်ရေးအဖွဲ့တို့ကိုတိုက်ခိုက်ခဲ့သည်ဟုဆိုသည်အမေရိကန်ရေတပ်တင်ပေါ်များတွင်ဒုံးကျည်များနှင့် drone များကိုပြစ်လုခဲ့ကြောင်း၎င်းတို့ကဆိုခဲ့သည်သို့တော်လည်းအမေရိကန်တာဝန်ရှိသူများကအဆိုပါဆွတ်ဆွတ်ချက်များကိုညှင်းဆို့ထားသည်တိုက်ခိုက်မှုများမအောင်မြင်ပဲ USS Harry S Truman ကိုပျက်စီးချင်းချင်းတို့မဟုတ်၎င်း၏အမိတ်ကိုထိခိုက်စေခြင်းမရှိကြောင်း၎င်းတို့ကဆိုသည် တော်ပြန်သည့်အနေနဲ့တမဒဒေါ်နယ်ထရန့်ကဟူတီများကိုနောက်ထပ်စစ်ရေးရတိုက်ခိုက်မှုတွေထပ်လုပ်ဖို့အမိန့်ပေးခဲ့ပါသည်ဟူတီများသည်အမေရိကန်သင်္ဘောများကို ပြစ်မှတ်ထားသည့်အထိတိုက်ခိုက်မှုများကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း၎င်းကပြောကြားခဲ့သည်တင်းနာနေတွင်ထရန့်ကဟူတီများသည်၎င်းတို့၏တိုက်ခိုက်မှုများကိုရတန်းရမည်သို့မဟုတ်အမေရိကန်ကဆက်လက်တိုက်ခိုက်သွားမည်ဟုပြောကြားခဲ့သည်၎င်းကအမေရိကန်သင်္ဘောတွေကိုပြစ်တိုက်ရပါငါတို့ကလည်း မင်းတို့ကိုပြစ်တာရမယ်လို့တော့လည်းထွန်းကပြောဆိုခဲ့ပါသည်ဒီလိုမှမဟုတ်ရင်ကျွန်တော်တို့ဘက်ကအခုမှစာပြီးဟူဒီတွေနဲ့ဟူဒီကိုစပွန်ဆာလုပ်တဲ့အီရန်တို့ကိုတကယ်နာကျင်မှုရစေမယ်လို့တော့လည်းထွန်းကပြောကြခဲ့သည်အင်အားပြသရန်အတွက်အမေရိကန်က B2 ကိုပြောက်ဘုံကျဲလေယာဉ်များကိုအိန္ဒိယသမုဒ္ဒရာဘီဒင်ဂျွန်စီဒီယဂိုဂါစီယာတို့ဇေလုခဲ့သည်ဆိုပါလို့ရှာမှုသည်ဟူဒီများအပါအဝင်အီရန်နှင့် ၎င်း၏မဟာမိတ်များထံမှချင်းချောက်မှုများကိုတုံ့ပြန်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟူဒီများသည့်အမေရိကန်သင်္ဘောများကိုတိုက်ခိုက်ခဲ့ကြောင်းအကြိမ်ကြိမ်ပြောဆိုခဲ့တော်လဲအမေရိကန်တောင်ဝန်ရှိသူများကငြင်းဆိုထားသည်ယခုအချိန်ထိဟူဒီများ၏ပြောဆိုချက်များကိုထောက်ခံရန်ပြပြတတတက်တည်မပြနိုင်သေးပါ